ဖရာတရားတန်ကယရဏသုံးပါလို့ဆိုရဲတရဏကိုကိုယ်ဝယ်စိကတ်တဲ့ဥပတ္တကဥပတိကမအမျိုးသားအမျိုးသမီးတရဏဂုံကိုယ်ဝယ်တဲ့အချိုးကျေးဇူးဟာအလွန်ကြီးမားတယ်လို့ပြောတယ်။ဘာဖြစ်လို့တုန်းဆိုလို့ရှိရင်မြတ်စွာဘုရားဟာတကယ်ကိုမှန်ကန်တဲ့တရားကို ဟောတယ်တရားကလည်းပဲတကယ်ကဲတင်နိုင်တယ်တန်ခါကလည်းပဲတကယ်အာယုံပြုလို့ရှိရင် အကျိုးကျေးဇူးတွေဖြစ်ပေါ်စေနိုင်တယ်။ဒါကြောင့်မို့လို့ဖရတရားတန်ဃာကိုကိုးကွယ်စိတ်ကလို့ရှိရင်တဲ့မြတ်စွာဘုရားရေကေစီဗုဒ္ဓံတရဏံကတာတိနတ်တိခမိတ်တန်တိအပါယပုမေအပေမကြဘူးလို့ကိုဟောထားတယ်နော်တရဏဂုံတည့်ရဲ့တဲ့တရဏဂုံစိတ်ကတဲ့ပုဂ္ဂိုလ်ဟာအပေမကြဘူးဆိုတီယိုနိုင်ငံမှာဖြစ်ခဲ့တဲ့ဝတ္ထုလေးတစ်ခုကိုကြည့်တီယိုနိုင်ငံမှာ